မင်္ဂလာပါတီချက်ဒီနာဖြစ်ပါတယ်တီချက်ဒီနေ့တင်မာက Great Holmes ရဲ့ Chapter 7လေး Trigonometric Function အပိုင်းမှာ Cos Graph အတွက်ကိုဒီနေ့ရှင်းပြမှာဖြစ်ပါတယ် Sin Graph အတွက်ကတော့အရှိမပြီးသွားပြီဖြစ်တယ်ပေါ့နော်ဒီနေ့က Cos Graph အတွက်သွားမှာဖြစ်ပါတယ်အဲ့တော့ Cos Graph အတွက်ဆိုတော့တီချက် Cos ရဲ့ Theta Graph ကိုမသွားဘဲနဲ့ Example 5လေးကိုတန်းတွက်ပေးလိုက်မယ်နော်ဘာလို့လဲဆိုတော့အရှိမက point ချတာ ਨੇ ် graph set တာကကျတော့အရှိမတကျလက်နဲ့ဆွဲပြထားပြီးသားဖြစ်တယ်ပေါ့နော်ပြီးတော့ point နေလဲရေးချထားပြီးသားဖြစ်တဲ့အတွက်ကလေးတို့အဲ့ point ချတာနဲ့ဆွဲတာလောက်ကတော့တည်သွားမှာဖြစ်တဲ့အတွက်တစ်ချက်ဒီမှာရှာတဲ့သဘောတရားကိုပဲရှင်းသွားမှာဖြစ်တယ်နော်ဒါဆိုတော့ဒီနေ့ကကျတော့ example 5ပေါ့နော် example 5ကသူ့မိကွန်မက draw the graph of y equal to 1.2 cos 2x နော် y equal to 1.2 cos 2x အတွက်ရဲ့ n y equal to minus 1 by 2 cos 2x အတွက်ပေါ့နော်ဒီအတွက်ကိုသူက draw the graph လို့ပြောထားတယ် step by step မပါတဲ့အတွက်သူမေးတဲ့ဒီ graph နှစ်ခုကိုဆွဲယုံပဲပေါ့အဲ့တော့ဒီမှာကတော့ graph က cos ဖြစ်သွားပြီ transformation တွေကလည်းအရှိက sin graph မှာနဲ့အရှိက notes မှာကတိချာလေးပြောပြီးသွားပြီဖြစ်တယ်အဲ့တော့ teacher တို့က cos ရဲ့ transformation ကိုတွက်မယ်ဆိုရင် UU အခြေခံဖြစ်တဲ့ y equal to cos x ကနေစစင်းစားရမှာဖြစ်တယ်အဲ့တော့ y equal to cos x ကိုအရင်စဉ်းစားမယ်ဆိုရင်အရင်ဆုံးထုံးစံတိုင်းဒီစရော1 circle အတိုင်းပေးမှာဖြစ်တဲ့အတွက်0ပေးမယ်ပိုင်းပိုင်း2ပေးမယ် ပိုင်ပေးမယ်3ပိုင်ပိုင်2ပေးမယ်2ပိုင်ပေးမယ်ပေါ့နော်အဲ့ဒါမှလားဆိုတော့မဟုတ်ပါဘူးเนาะဂျန်တဲ့ဟာတွေလည်းပေးလို့ရတယ်ဆိုတာရှေ့မှာရှင်းပြခဲ့ပြီးသားဖြစ်ပါတယ်ဂိမ်းပြေထွက်မဲ့ဂိမ်း special angle တွေရှိတဲ့နေရာနဲ့ဝင်ယိုးလေးတွေကိုပြီးသွားတာဖြစ်ပါတယ်ဒါဆိုရင်အခုတစ်ချက်ကဒီမှာ0စပေးမယ်ဆိုရင်ဒီ cost နေရာမှာ x နေရာမှာ0ထဲမှာဖြစ်တဲ့အတွက် cost 0ကတချို့ calculator မှာနှိပ်လဲရတယ်လို့တချက်ကတော့ unit circle လေးကိုလည်းကလေးတို့ကိုတိကျတင်ထားပြီးသား ဖြစ်တယ်ပေါ့နော်။ဒါဆိုရင်ဒီမှာပိုင်ပိုင်ဒူးရှိမှာအောက်မှာက3ပိုင်ပိုင်ဒူးရှိမှာဒီမှာက0ရှိမယ်2ပိုင်ရှိမယ်ဒီဘက်မှာပိုင်ရှိမယ်နော်။ဒါဆိုရင် x exists ပေါ်မှာ cos နဲ့တွဲရင်1ရဲ့ minus 1ရဲ့ရပြီ y exists ပေါ်က gain ကို sin နဲ့တွဲမယ်ဆိုရင်1နဲ့ minus 1ရမှာရှေ့မှာပြောပြီးသားဖြစ်တယ်နော် calculator နှိပ်လဲရပါတယ်ဒါဆိုရင် cos 0ဆိုတော့0ထွက်တဲ့နေရာဒီ1ဖြစ်တာဖြစ်တဲ့အတွက် cos 0က1 ပိုင်ပိုင်ဒူးပေးမယ်ပိုင်ပိုင်ဒူးဆိုရင်ဒီချက်တော့ cos ပိုင်ပိုင်ဒူးကြတော့ y exists ဖြစ်သွားတဲ့အတွက်0ပေါ့နော်တခါပိုင်ပိုင်ဒူးပေးရင်ပိုင်ပေးမယ်ပေါ့နော်ပိုင်ပေးမယ်ဆိုရင် cos ပိုင်ကဘာဖြစ်မှာလဲအနှုတ်ဖက်မှာရှိတဲ့အတွက် -1 ရမှာပေါ့နော်ပြီးရင်ပိုင်ပြီးသွားရင်ဘာပေးမလဲပိုင်ပြီးသွားရင်အောက်ကို3ပိုင်ပိုင်2ဆင်းมาဖြစ်တဲ့အတွက်3ပိုင်ပိုင်2ဆိုတော့ cos 3ပိုင်ပိုင်2က0ရမယ် y exists ပြီးရင် 3ပိုင်ပိုင်2ပြီးသွားရင်2ပိုင်ပေးမယ်ပေါ့နော်2ပိုင်ပေးမယ်ဆိုရင် cost 2ပိုင်ကအပေါင်းဘက်ရောက်သွားတဲ့အတွက်ဝမ်းရမယ်နော်ဝမ်းရမယ်ဒါဆိုရင်အခုဒီချက်ကဒီဟာပေးတဲ့ဟာကိုအပေါ်မှာ point က x, y လေးနဲ့ရေးဦးမှာပေါ့နော်သူတို့အနှုတ်ဖက်ကိုဆက်ပေးဦးမှာဖြစ်တဲ့အတွက် minus pi pi 2လေး2 point ပေးမယ်ဆိုရင် minus pi pi 2ဆိုတော့ဒီလိုအောက်ဖက်လှည့်တာဖြစ်တယ်เนาะအဲ့တော့3 pi pi 2ရှိတဲ့နေရာပေါ့အဲ့ဒါဆိုရင် မရမှာလဲ y exists ပေါ်မှာပဲဖြစ်တဲ့အတွက်0ပေါ့เนาะတခါ minus pi ဆိုတော့ဒီလိုဆက်လှည့်သွားမှာเนาะ minus pi ဆိုတဲ့အတွက် minus 1ရမယ် cos minus pi က minus 1ကဲဒါသူ့ရဲ့ cos ရဲ့မူရင်း graph ကသူ့ကို point ချပြီးတော့ဒီလို graph ဆွဲလိုက်ရင်ဒါ cos ရဲ့ graph ရသွားမှာเนาะ cos ရဲ့အခြေခံ graph ရမှာအခုကတော့ဒီခြေခံ transformation ကိုတန်းသွားမှာဖြစ်တဲ့အတွက်ဒီကနေအပြောင်းသွားမယ်အပြောင်းသွားမယ်ဆိုသူ့ရဲ့ပြောင်းသွားတဲ့ဒီတစ်ခုအတွက် point behavior ပြောမှဆိုရင်တချို့တို့ဒီမှာပါနေတဲ့တန်ဖိုးကဘာတွေပြောင်းတာလဲဆိုရင်ဘာတွေပြောင်းသွားလဲဆိုတော့ဒီမှာ horizontal scaling ပါတယ်ပေါ့နော် horizontal scaling နဲ့ vertical scaling horizontal scaling မှာက scale factor ကပြောင်းပြန်ယူရတဲ့အတွက်2ဆိုတော့ 1.2x ဖြစ်မယ်နောက်က1.2ကလည်းအတဲယူမှာဖြစ်တဲ့အတွက်1.2 y ပေါ့နော်။ဒါဆိုရင်ဒီစရုပ်ရှိက gain ကဒီမှာ0လထည့်မယ်ဆိုတော့0ပဲပေါ့နော်။0ကောမှာနောက်က ဝိုင်းနေရာမှာ1ထဲတော့1.2ပေါ့နော်ပြီးရင်နောက်တစ်ပိုင်းကပိုင်းပိုင်း2ထဲမယ်ဆိုရင်ပိုင်းပိုင်း4ရမှာပေါ့နော်ပိုင်းပိုင်း4.0ထဲမယ်ဆိုတော့နောက်က0ရမယ်တခါပိုင်းထဲမယ်ဆိုရင်ပိုင်းပိုင်း2ပေါ့နော်ပိုင်းပိုင်း 2, y နေရာမှာ -1 ဆိုရင် -1.2 ရမယ်ပြီးရင် 3ပိုင်ပိုင်2อ่ะဒီ x နေရာမှာ3ပိုင်ပိုင်2ထည့်มาเนาะ x နေရာမှာ3ပိုင်ပိုင်2ဆိုတော့1ပိုင်2 into 3ပိုင်ပိုင်2မဟုတ်လို့3ပိုင်ပိုင်4ရမှာ3ပိုင်ပိုင်4ရမယ်ကွန်မာအနောက်က0က y နေရာမှာထည့်มาဆိုတော့0ပဲထွက်မယ်တခါ2ပိုင်ပေါ့เนาะ1ပိုင်2နဲ့2ပိုင်နဲ့မြောက်တာဖြစ်တဲ့အတွက်2 2ကြည်သွားတော့ပိုင်ရမယ်ကွန်မာနောက်က ဝိုင်းနေရမှာ1ထည့်ရောပိုင်2ထွက်မယ်ပေါ့နော်ပြီးရင်ပိုင်ပိုင်2က minus ဖြစ်တဲ့အတွက်ပိုင်ပိုင်2ဆိုတော့ minus ပိုင်ပိုင်4ထွက်မယ် comma 0เนาะ minus pi by 4 comma 0ထွက်မယ် minus pi လို့ပြောတဲ့အတွက် minus pi by 2ဖြစ်မှာပေါ့1 by 2နဲ့မြောက်မှာเนาะ minus pi by 2 comma y ညာမှာ minus 1ဆိုတော့ minus 1 by 2အဲ့တော့ဒါလေးကို graph ကိုဒီချက်တော့ point နေရာချမယ်ဆိုရင်သူ့အတွက် graph တစ်ခုရမယ်။တခါဒီဒုတိယတစ်ခုက y -1.2 cos 2x เนาะအဲ့ဒါဆိုရင်သူ့အတွက်ခါကျတော့ဒီချက်တော့ဘာပြောင်းသွားမလဲဆိုရင် သူအတွက်ခါကျတော့ wine down ဘိုးရှိမှာ reflection ပါလာမှာဖြစ်တဲ့အတွက် wine က minus ပါမယ်နော် reflection on x axis မို့လို့ဒါဆိုရင်တချို့ရဲ့ point behavior က 1.2x ကောမှာ minus 1.2y ဖြစ်မယ်နော်အဲ့ဒါဆိုရင်တချို့ရဲ့အရှိကိန်းလေးကတူမှာပေါ့နော်ဒီအရှိကိန်းကတူမှာဖြစ်တဲ့အတွက်နောက်ကဂိမ်းမှာကတော့ minus တက်ရင်ရပြီပေါ့เนาะဒါကြောင့်မို့လို့0.1 1.2မှာတပွိုင်း ปายปายโฟกอมาศูนย์มาตัวไปปายปายทูกอมาวันปายทูมาตัวไปทรีปายปายโฟกอมาศูนย์มาตัวไปปายกอมาไมเนสวันปายทูมาตัวไปไมเนสปายปายโฟกอมาศูนยมาตัวไ minus pi by 2 comma 1 by 2မှာတပွိုင်းပေါ့နော်အဲ့ဒါဆိုရင်ဒီစရိုနောက်ကိန်းလေးတွေလက္ခဏာချင်းသွားရင် point ကရသွားပြီပေါ့နော်ဒါဆိုရင်ဒီစရိုထုံးစံအတိုင်းရေးရမယ့်ဟာ mid line ကို range 2ကိုစဉ်းစားမယ်နော် mid line အဲ့ဆိုတော့ mid line က y equal to k ဆိုတော့ तू ကဒီစရိုစဉ်းစားရမှာက ဒုတိယနောက်ဆုံးပြောင်းသွားတဲ့တစ်ခုပေါ့နော်ဒါကိုကြည့်ရမှာအဲ့တော့ y ပါပြီလားဒီမှာကမပါဘူးเนาะ plus k တွေ h တွေပေါင်းထားတာနှုတ်ထားတာမပါသေးတဲ့အတွက် k မပါသေးဘူး k မပါသေးတဲ့အတွက် mid line ဒီ y equal to 0ဖြစ်မှာပေါ့နော် mid line က y equal to 0ဆိုတော့ bar exists လဲ x exists မှာပဲရှိမှာเนาะတခါ amplitude amplitude က mod a ဆိုတော့ a တန်ဖိုးတန်းယူလို့ရတယ်เนาะပြီးရင်ဒီချက်တွက်နည်းကိုလည်းပြောပြီးသားเนาะ maximum နဲ့ minimum မှာ maximum နဲ့ minimum ကိုနှုတ်ပြီးနှိမ့်နဲ့ဆိုင်ရင် amplitude ရမှာဖြစ်တယ်เนาะကဲဟုတ်ပြီအဲ့တော့ဒါကတော့တန်းယူမှာဖြစ်တယ်ဗောနော share notes ကြည့်ပြီးတဲ့ကလေးတွေကတော့စဉ်းစားရမယ့်နည်းတွေအကုန်ထည့်ပြောပြီးသားဖြစ်ပါတယ်ဆိုတော့1/2ဗောနော amplitude ကဘာဖြစ်မလဲ1/2ဖြစ်မယ် period ကကြတော့2ပိုင်ပိုင် b ဆိုတော့တချို့တော့2ပိုင်ပိုင် b က b နေရာမှာကဘာလို့ရှိရလဲ2ရှိတာเนาะ2ပိုင်ပိုင်2ပေါ့နော်2ပိုင်ပိုင်2ဆိုတော့2နဲ့2နဲ့ကြည့်တဲ့အတွက် period ကပိုင်ဖြစ်မယ် domain domain ကတော့တချို့က x axis အပေါ်မှာဘယ်နှမှာပဲ graph ဆိုဆိုတောက်ရှောင် point နေရာ graph ရှိတဲ့နေရာတိုင်းမှာ point ရှိတယ်လို့ဆိုရဲအတွက်သူက r ပေါ့เนาะ domain က r range ကကြတော့တချို့က formula နဲ့ယူလဲရတယ် နော် formula နဲ့ယူလဲရတယ်ပုံမှကြည့်လဲရတယ်ဆိုတော့ပုံဆွဲပြီးမှတစ်ချက်ဒီမှာလာပြန်ပြောမယ်ပေါ့နော်ဒါဆိုရင်ပုံကတော့တစ်ချက်လက်နဲ့မဆွဲပြတော့ဘူးရှေ့ဒီမှာကြည်လာခဲ့တဲ့ကလေးကပုံဘလို့ဆက်လဲဆိုတာတီးပီးသားဖြစ်တယ်ဆိုတော့အခုချထားတဲ့ဒီနှစ်ခု ပေါ့နော်အခုကဒီ cost graph ဆွဲစရာမလိုဘူးနော် ဒီအရှိရ cost graph ကိုဆွဲစရာမလိုဘူးဒီဒုတိယတစ်ခုနဲ့တတိယတစ်ခုနှစ်ခုကိုပဲဆွဲမှာเนาะတချို့တို့ဒါလေးရဲ့ဒါလေးရဲ့ကိုပဲဆွဲမှာဒါဆိုဒီအတွက်ကိုအရင်ဆုံး point ချပေါ့เนาะသူအတွက် point ချမယ်ဆိုရင်0.12ဆိုတော့0.5ပေါ့เนาะ ဆိုတော့0.5 0.5မှာတပွိုင်းချလိုက်ပြင်ပိုင်းပိုင်း4ဆိုရင်တသမဘလောက်လဲဆိုတာနှိပ်လို့ရတယ်လို့ပြထားပြီးသားเนาะရှေ့မှာပြထားပြီးသားဒါဆိုပိုင်းပိုင်း4.0ပြင်ပိုင်းပိုင်း2.5 -1.2 မှာတပွိုင်း3.5 4.0မှာတပွိုင်းပိုင်း1.2မှာတပွိုင်း minus ပိုင်းပိုင်း4.0တပွိုင်း minus ပိုင်းပိုင်း2.5 -1.2 မှာတပွိုင်းဒါတွေချပြီးတချို့ graph ဆွဲလိုက်မယ်ပေါ့เนาะ graph ဆိုရင် graph ကဒီလိုလေးရမယ် အဲ့တော့ဒီလိုလေးရမယ်ဆိုတော့ y = 1/2 cos x ကဒီအစိမ်း graph ပေါ့နော်ဒီအစိမ်းနဲ့ဆွဲထားတဲ့ graph ကိုကြည့် အစိမ်းနဲ့ဆွဲထားတဲ့ graph ကအခုတစ်ချက်ရွတ်သွားတဲ့ point တွေကိုချပြီးတော့ဆွဲထားတာဖြစ်တယ်เนาะဒါဆိုရင် pi/2 equal အဲ -1/2 ဆိုရင် minimum မှာရှိနေရင်အပေါ်ကနေစဆွဲမယ်လို့ပြောထားပြီးသားเนาะ maximum မှာရောက်နေရင်အပေါ်မှာရှိနေရင်အောက်ဘက်ကစဆွဲပေါ့ graph ကိုเนาะအောက်ဘက်ကစဆွဲပြီးအခုံအခွက်နဲ့သွန်းလိုက်ဒါဆိုတချို့မြားကဒီမှာတက်မယ်ပေါ့เนาะမြားလေးဒီမှာတက်မယ်ဒီမှာမြားကောင်းတက်မယ်ဒီမှာမြားကောင်းတက်လိုက်မယ်တက်ပြီးရင်တချို့က mid line က8 8 6မှာပဲရှိတာဖြစ် ဖြစ်တဲ့အတွက်ဒီ x axis ပေါ်မှာ midline y 0လို့ရေးမယ်အစိမ်း graph မှာအစိမ်းရဲ့ y equal 1/2 cos 2x equation ရေးဒီအပြာနဲ့ graph က ဒီကအပြာရေးထားတဲ့ဟာပေါ့နော် y = -1/2 cos 2x အတွက်ဖြစ်တယ်အဲ့ဒါဆိုအဲ့ဒါလေးကိုရေးပေါ့နော်ရေးပြီးရင်ဒီလိုဒါကို graph ရဲ့ equation တက်မယ်တက်ပြီးရင်ဒီလို period တက်မယ်ပေါ့နော် period က pi ဖြစ်တဲ့အတွက်ဒီမှာနော်0ကနေပဲအထိတက်လိုက်လဲ pi အထိတိချက်တက်ထားပြီးပြီးသားဖြစ်တယ်ပေါ့နော်0ကနေ pi အထိက period ရမယ် amplitude ကတော့လွတ်တဲ့နေရာမှာ maximum နဲ့ mid line ကြားကိုတက်လိုက်လဲရသလို minimum နဲ့ mid line ကြားကိုတက်လိုက်လဲရတယ်ဆိုတော့ဒီမှာဒီချက်တတ်ထားတယ်သူကဘလောက်ရှိမှလဲ0.5ဆိုတော့ amplitude က1.2ရှိမယ်ပေါ့နော်ဒီမှာ down light ကလေးတို့ကဆိုင်ရင်လဲ down light ရေးမဆိုင်ရင်မြားထိုးပြီးရေးလိုက်เนาะဒါဆိုရင်ဒီချက်တို့မှာ x axis ပါရမယ် y axis ပါရမယ် equation ပါရမယ် ပြီးရင်ဒီမှာ intercept အမှတ်နဲ့ fight key point ရဲ့ point ချထားတဲ့အမှတ်တွေပါရမယ် period ပါရမယ် amplitude ပါရမယ်เนาะဒါဆိုရင်ဒီချက်ရဲ့ပုံက ส่งทัวร์บีปอนเนาะปုံก็တော့ point ก็တော့ชาตัดหลอกบาบีเนาะအချိန်ကြာလို့ဖြစ်ပါတယ်ဒီချေကเนาะဆွဲနေအချိန်အရန်ကြာလို့ဒါဆွဲပြီးသားကိုရေးပြီးလိုက်တာဖြစ်တယ်ပြီးရင်လာတိုက်ကြည့်လိုက်ပေါ့ကလေးတို့ကတော့ဒီ point ကိုကိုချပြီးဆွဲเนาะဒါလည်း point ချပြီးဆွဲ ပြီးရင်ဒါလေးနဲ့ပုံကိုတိုက်ကြည့်လိုက်ရပါတယ်เนาะကဲဟုတ်ပြီ range လေးရေးရအောင်ရေးတာကြည့်ရအောင်เนาะ range ကဒီချေတို့ graph မှာလည်းပြချင်လို့ဒီချေဒီမှာလာပြတာပေါ့เนาะ formula နဲ့ရေးနည်းကိုလည်းအရှိမပြောပြီးသားဖြစ်တယ်အဲ့တော့ graph မှာကြည့်မယ်ဆိုရင် x exists uh, sorry maximum မှာ wind down ဖို့အမြင့်ဆုံးကဘယ်လောက်မှာလဲ1/2မှာเนาะ wind down ဖို့အမြင့်ဆုံးက1/2မှာအောက်မှာက minimum မှာ wind down ဖို့အနှိမ်ဆုံးသည် minus 1/2ဖြစ်တယ်ဒါကြောင့်မလို့ teacher ရဲ့ range က minus 1/2နဲ့1/2ကြားမှာရှိမှာဖြစ်တယ်เนาะ ဒါကြောင့်မလို့ range ဒီ the set of y such that y d -1/2 less than or equal y less than or equal 1/2ဖြစ်မှာเนาะဒါဆိုရင် teacher ရဲ့ပုံလေးကရသွားပြီပေါ့เนาะရသွားပြီဆိုရင်တော့ဒီနောက်ဗီဒီယိုလေးကိုဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ